ဂုံးကြော်တရာကိုဘသူကအလှဆုံးပကြီကားဖြစ်ပြောင်းလဲပြစ်လိုက်တာလေမြင်ကွင်းကိုရှူစားကြည့်လိုက်ပါလူကြီးမင်းတို့ဘာကိုမြင်ပါသလဲပထမတစ်ချက်ကြည့်လိုက်တာနဲ့ရှေးဟောင်းအဆောက်အုံတွေရဲ့နှစ်တရာတက်တန်းရှိအပြက်အစည်းတွေလို့တင်ထင်ကောင်းထင်မိမှာပါရုပ်ရှင်တွေဂိမ်းကြီးတွေကလို့တဘာဝတရားကပြန်လွန်မှုထားတဲ့မြို့ဟောင်းကြီးတွေလို့ပေါ့ဒါပေမဲ့မှားသွားပါပြီတကယ်တော့ဒါဟာခင်မိတဲ့တရုတ်နိုင်ငံကစိန်လန်းနဲ့ဂုံးကြော်တရာတွေပဲဖြစ်ပါရီမြို့ပြအဆောက်အုံတွေကိုတဘာဝတရားနဲ့ပေါင်းစပ်လိုက်တဲ့အမှုပညာလက်ရာတစ်ခုပဲဖြစ်ပါရီ ဂျပန်ရဲ့နာရိုင်ဂျူဂူလိုပဲဒီတရုတ်ရဲ့အစိုင်းရောင်ဂုံကြော်တရားတွေမှာလေသူ့ရဲ့လှဝတ်ချက်ရှိပါလိမ့်ဒီအိုဆိုရရဲ့စီစဉ်တစ်ခုရတရားအစ်ဒါမှမဟုတ်ဂုံကြော်တရားတွေစောင့်လုပ်ပြီးတိုင်းအောက်ခြေနေရလွတ်တွေမှာတေချာစီမံထားတဲ့နွေပင်တွေကိုစိုက်ပျိုးကြပါရီ။ Boston IV လိုမျိုးရေနှင်းငယ်နဲ့အသက်ရှင်နိုင်တဲ့ဂျီထွားနှုံအမခမ်းမြန်တဲ့နွေပင်တွေကိုရွေးချယ်စိုက်ပျိုးတာပါ။ဒီနွေပင်တွေရဲ့အားသာချက်ကအင်ဂျင်နီယာတွေအတွက် bonus ပါပဲ ။လာနေငယ်အတွင်းမှာအဲ့ဒီနယ်ပင်တွေဟာခြောက်သွေ့ပြီးအမြင်ရိုင်းနေတဲ့ကွန်ကရစ်တိုင်လုံးကြီးတွေနဲ့ဖွဲ့စည်းပုံတစ်ခုလုံးကိုဖုံးလွှမ်းသွားပြီးစိမ့်လန့်ဆိုပြတဲ့ဂလာဂါကြီးတစ်ချက်အဖြစ်ပြောင်းလဲသွားစေပါလိမ့်။စဉ်းစားကြည့်ပါနဂူကဘာမှမဟုတ်တဲ့တာမန်ဂုံးကျော်တရာကြီးတွေဟာမြို့ပြရဲ့မျက်စိပရာသားဖြစ်တဲ့ပကြီကားတစ်ချက်လိုဖြစ်သွားပြီ။ဂျပန်ရုပ်ရှင်တွေကလမ်းဟောင်းတစ်ခုကိုအခုမှရှူတင်လာရိုက်တယ်လို့ခန်းစားရတာမျိုးပါပဲ။ဒါဟာခေတ်သစ်မြို့ပြနဲ့တဘာဝကိုပေါင်းဆက်ပေးလိုက်တဲ့ visual reference နေဖြစ်လာတာပါ။ ဒီတဘာဝရဲ့ဖုံးအုပ်မှုကမျိုးပြအတွက်အကျိုးကျေးဇူးသုံးမျိုးကိုတိုက်ရိုက်ပေးစွမ်းပါ ರಿ ဒီနွယ်ပင်တွေဟာကားအိဇောကထွက်တဲ့အစိတ်အောက်တွေကိုဆုပ်ယူပါ ರಿ မျိုးပြရဲ့ပတ်ဝန်းကျင်ကိုတိတ်တဆိတ်တန်းစင်ပေးနေတဲ့တဘာဝ air purifier တွေလိုပါပဲဂွန်ဂရီမျက်နှာပြင်တွေကအပူကိုထိန်းထားတာအလင်းပြန်တာကိုရှော့ရှာပေးတဲ့အတွက်ပူပြင်းတဲ့နွေရာသီမှာမျိုးပြရဲ့အပူချိန်ကိုထိထိရောက်ရောက်ရောကြစေပါ ರಿ နွေရာသီရဲ့ပူလာမှုကနေကာဝယ်ပေးတဲ့တဘာဝ air gun တစ်ခုပါမျိုးပြရဲ့ခင်မီအသွင်ပြင်ကိုတဘာဝအလားနဲ့လိုက်ဖက်ညီစွာပေါင်းဆက်ပေးလိုက်တာပဲဖြစ်ပါ ರಿ ။ ဇိုင်းလန်ချင်းရဲ့အလားတရားဟာလူကြီးမင်းကိုသူမထားသွားတော့ကခံစားရတဲ့အထီးကျန်မှုမျိုးကိုတော့မှခိတ္တမေ့ပျောက်သွားစေပါလိမ့်မယ်။ဒီတော့တရုတ်နိုင်ငံဟာခင်မီအခြေခံအဆောက်အုံကိုတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရင်းနဲ့ပေါင်းဆက်ပြီးဖြည့်ရှင်းကြတဲ့ခုကိုကဘာကိုပြသလိုက်တာပဲဖြစ်ပါလိမ့်။သူတို့ကနာရိုင်ဂျူဂူလိုမျိုးဟောင်းကိုစောင့်ကြည့်နေတာမဟုတ်ဘဲအနာဂတ်မျိုးပြရဲ့ပုံသဏ္ဍာန်အစ်စ်ကိုဖန်ပြီးပြလိုက်တာပါပဲခင်မီဆန်းသိမှုနဲ့တဘာဝလှကိုဒီလိုလှပစွာပေါင်းစပ်ထားတဲ့မျိုးပြရဲ့တဘာဝပကြေကားတွေဟာတကယ်ကိုအထင်ကြီးစရာကောင်းတဲ့စီမံကိန်းတစ်ခုပဲဖြစ်ပါရီ ဒေါ်လာ1.2တန်းတန်နဲ့ဟူဘာရာငှက်ဒေကန်နေရာတွေမှာရှင်တန်တဲ့ငှက်တကောင်ရဲ့တန်မှုကဒေါ်လာ1.2တန်းမြန်မာငွေ3,000 2,000ခန့်အထိရှိနိုင်နေဆိုတာယုံနိုင်ပါသလားဒီငှက်ဟာဟူဘာရာဒေါင်းလေတူငှက်ပဲဖြစ်ပါလိပုံမှန်ငှက်မဟုတ်ပါဘူးချမ်းသာကြွယ်ဝတဲ့ရေနံတတိရှေးချီရဲ့စိတ်ကူးရဲ့အမဲလိုက်အခမ်းအနဆုံးဈေးကြီးဆုံးအဖိုးတန်သားကောင်တကောင်ဖြစ်ပါလိဒီငှက်ဟာဒေကန်နေရာမှာလေမြန်ပြီးဖမ်းရခက်ပါလိဒါပေမဲ့ဆော်ရီယာရီပြောက်ကလူအချို့ဟာဒီငှက်ကိုဖမ်းဖို့အတွက်ထူးခြားတဲ့နည်းလမ်းကိုသုံးကြပါလိ သူတို့ဟာဒဲကန်နေရာတွေမှာကောက်ယိုးဖုံးနေနဲ့အသွင်ယူဝစ်ဆင်ပြီးငှက်ကိုအနားကပ်လာအောင်မြေပြင်မှာဝစ်ပြီးဆောင်ဆိုင်ကြပါလိ။ငှက်အနားလာတာနဲ့အမိဖမ်းပြီးချက်ချင်းပဲမောင်းခိုဈေးွက်ကိုပို့ဆောင်ကြတော့တာပါပဲ။ဒီငှက်တွေအတွက်ဒီလောက်ဈေးကြီးရတဲ့အဓိကအကြောင်းရင်းကတော့ယဉ်ကျေးမှုနဲ့ဒဏ္ဍာရီဆန်တဲ့ယုံကြည်မှုတွေကြောင့်ပါ။ချမ်းသာတဲ့ရှေးရှ်တွေဟာဟူပါရာငှက်ရဲ့အသားကိုစားသုံးခြင်းဖြင့်သူတို့ရဲ့ယောက်ျားပီသားမှုနဲ့အစွမ်းတက်တီကိုကြာရှည်ထိန်းသိမ်းနိုင်တယ်လို့ယုံကြည်ကြပါလိ။ ဒီလိုရှားပွားပြီးတန်ဖိုးမြင့်တဲ့တောင်းဆိုမှုကပဲဒေါ်လာတန်းချီတဲ့တရမဝင်ငွေကြေးစည်းစိမ်မှုကိုဖြစ်ပေါ်စေတာပါ။တနည်းအားဖြင့်ပြောရရင်ဟူပါရာငှက်ဟာစားသုံးမှုအတွက်သာမကဂုံပကာတနာယောက်ျားရဲ့အရှိန်အဝါကိုပြသတဲ့သင်္ကေတတစ်ခုလည်းဖြစ်လို့နေပါရီ။ဒီလိုအမဲလိုက်ဖန်ဆင်းမှုကြောင့်ဟူပါရာငှက်တီဟာတကဘာလုံးအတိုင်းတာနဲ့မျိုးသုံးလူနီးပါးအခြေအနေကိုရောက်ရှိနေပြီလို့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ IUCN ကသတ်မှတ်ထားပါရီ။ တရားဝင်မဲလိုက်ခွင့်ကိုတားမြစ်ထားပေမဲ့ပုံမှန်မဟုတ်တဲ့တက်ရောက်မှုရှိတဲ့နိုင်ငံရေးယဉ်ကျေးမှုနဲ့ငွေကြေးဆက်နွယ်မှုတွေကြောင်းမောင်ခူဈေးကွက်ကတော့ရပ်တန့်နိုင်ခြင်းမရှိသေးပါဘူးဒီလိုဆိုရင်ဒေါ်လာတိရသမနှစ်တန်းတန်နဲ့ငှက်တကောင်ရဲ့ကံကြမ္မာဟာဇိမ်ကန်စားတုံးမှုနဲ့လောဘရဲ့တားကောင်ဖြစ်နေတာဟာစိတ်မကောင်းစရာအမှန်တရားတစ်ခုပါပဲ